တစ်ချက်တွေနဲ့လုံနေသေးရတော့ကိုယ့်ရဲ့မျက်နှာအသားကြီးကပျက်စီးစေတယ်။ဘယ်လိုချက်တွေလဲဆိုတာကိုသိချင်တယ်ဆိုရင်လည်းအများရဲ့ဗီဒီယိုဆောင်းအောင်ကြည့်မှရမယ်။လူတွေအများစုကမျက်နှာတစ်တဲ့အခါမှာဘာပြောကြလဲဆိုတော့မျက်နှာတစ်တာတဲ့။အရင်လည်းရောဘယ်လိုတစ်တဲ့ပေါ့သိရင်ပြီးတာလဲဆိုရင်အသွေးတွေအများကြီးရှိရယ်ပေါ့နော်။ဒါကအရင်ရေးမကြည့်ဘူးလို့ထင်ကြတယ်။တကယ်တမ်းကျတော့ မျက်နာတစ်တအရာကအခြေခံဖြစ်တယ်။နောက်တစ်ခုကဒီအခြေခံလွယ်ကူဆုံးအရာကကိုယ့်ရသားရေကိုကိုမနဲ့လေးမှားလိုက်တာ ਨੇ မျက်နာကိုအမင်းစေတယ်။အဲ့ဒါညတော့ကကျတော့မျက်နာတစ်ပြီဆိုလို့ရင်အရင်ဦးဆုံးမျက်နာကိုရေနဲ့အရင်တန်းစင်နေပြီးလို့ရင်ကိုရွေးချယ်ထားရဲပေါ့နော်။မျက်နာတစ်ဆက်ပြခဲပဲဖြစ်ဖြစ်ခြေကိုက်ဖြစ်ဖြစ်ဘလို့ယူအရာမဆိုကိုယ့်ရဲ့လက်ကလေးပေါ့အရင်တင်းပြီးတော့မှလဝါးနှစ်ဖက်နဲ့ဖေချာပေါ့ ပုံပြီးပြီဆိုလို့ရင်ဒီလိုပေါ့နော်ကိုပါပြန်လေးကိုပို့တိုက်ပေးရမယ်အဲ့ချိန်မှာဘာရေလုံးတက်ကြလဲဆိုတော့ပြောင်းချင်စိတ်တည်ဖြစ်တာကိုယ့်ရဲ့မျက်နှာမှာဝါချန်နေပဲဖြစ်ဖြစ်အမဲဆက်တွေပဲဖြစ်ဖြစ်ကြောက်ချင်လာတဲ့အခါဘာရေလုံးလဲဆိုအာကြီးရေနဲ့အာရပါရကုတ်ဖဲ့ရဲဒီလိုဖဲ့တော့မှသာပြောင်းနေလို့ထင်ကြတယ်ပေါ့နော်တကယ်တော့အဲ့လိုမျိုးကုတ်ဖဲ့ခြင်းအပြင်ကိုယ့်ရဲ့ အပေါ်ရင် skin barrier တွေလည်းပျက်စီးစေတယ်။နောက်တစ်ခုကကြတော့အာရီနဲ့ပုတ်တိုက်ပေးခြင်းအပြင်အရေးဆုံးတွေလည်းဖြစ်ပေါ်စေတယ်။အဲ့ဒီတော့အင်္ဂါတို့ကကိုရွေးချယ်ထားတဲ့မြန်မာသစ်ဆက်ပြားကလည်းအရန်ရေးကြည့်ရဘလို့မျိုးကိုရွေးချယ်ပြီးတော့သုံးနေတာလေပေါ့နော်။ပြောမှဆိုရင်တော့မျက်နှာတော့တီးသန့်ထုတ်ထားတဲ့မြန်မာသစ်ဆက်ပြားအပျော်စားလေးတွေကိုရွေးချယ်ပြီးတော့သုံးပေးနိုင်မယ်ဆိုရင်တော့အရန်ကောင်းတယ်။အမြရဲ့ဖီနက်ကဲမြန်မာသစ်ဆက်ပြားကကြတော့ဘလို့လူမျိုးတွေအတွက်ထုတ်ထားတာလဲဆိုလို့ရင်တော့ ကိုကဘယ်သားရဲ့ထဲမှာပါနေမသိဘူးနောက်တစ်ခုကငါ့ရဲ့သားရဲ့ကဟန်သက်စအရန်ဖြစ်တယ်ထိလဲရှလဲလွယ်တယ်အသားရဲ့ခြောက်တယ်အဲ့လိုလူမျိုးတွေသုံးပေးလို့ရအောင်ထုတ်လုပ်ပေးထားတယ်နောက်တစ်ခုကအမြင်ပေါ်တဲ့အခါမှာမျက်နှာပေါ်ရည်ပျက်စီးနေလဲဆိုပြီးထုတ်လုပ်ပေးထားတဲ့စိတ်ပြလေးဖြစ်ပါတယ်ပြီးလို့ရင်အများတို့ကအချိန်နှစ်မှနှစ်ပေါ့နော်စိတ်ကြိုက်ပေါင်းတယ်မှာဘောင်းဘောင်းဆေးမချပါနဲ့ပြီးပြီးရောဆေးချလို့ရင်တော့ပြီးပြီးရောရရတယ်ပဲထပ်ပါမယ် ကိုယ့်ရဲ့အသားကြီးကောက်ဖို့လို့ဆိုရင်လည်းမျက်နှာတစ်တာဆာအရန်ကိုအရေးကြီးပါရဲ့ဒါအများကတော့အချိန်၅မိနစ်ဖြစ်ပြီးတော့ရေးစဲချပဲပါရှင်ရေးစဲချပြီဆိုလို့အများတို့ကဒီနှစ်ဖူးဆက်တွေဒီမဲဆေးတွေကိုပြောင်းစေးပေးမပြောင်းလို့ရင်အစီဘူးတွေပါဖြစ်တတ်တယ်ပေါ့နော်ဒါကတော့အများကမျက်နှာတစ်ပြီးတဲ့ရလက်ပါအသားရေကိုတစ်ချက်ရှိုးလိုက်ပါ ကိုယ့်ရဲ့အသားကြီးကောင်းချင်တယ်ဆိုရင်တော့နှုတ်ဆက်ပြရွေးချယ်မှုကလည်းမှန်ကန်နေမှရမယ်နော်။